မင်္ဂလာပါခင်ဗျာလေဘန်ရွတ်တန်ရဲ့ညနေခင်းသတင်းစီစဉ်ထားရထုံးလို့ကနေပြီးတော့ကြိုလိုက်ပါရစေဒီကနေ့မှတက်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရွှေရီကုန်းဇေဒီတော်ရှင်မြင်ပေါ်မှာအပေါ်ဆုံးခဲ့တဲ့အမျိုးသားကိုဖော်ထုတ်အကြီးယူထားတဲ့ဆိုတဲ့သတင်းပေါင်းဝင်နောက်ဆုံးညနေခင်းသတင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါရစေအဲ့ဒီသတင်းပြင်ကိုတော်မျိုးမှာအမျိုးသားတူစိတ်ကမ်းမှာရေစီချိုးရာကနေရေနှစ်တေဆုံးမှုဖြစ်ပေါ်ရတဲ့ဆိုတဲ့သတင်းဗီယက်နမ်မှာတိုင်ဖုန်းဘူအလိုင်းကြောင့် တည်ဆုံးသူ90ကျော်အထိမြင့်တက်တယ်ဆိုတဲ့သတင်းလက်ဘူးအတွင်းမှာအားနည်းချက်တွေရှိနေတယ်လို့ Arnes Law ဝန်ခံတဲ့ဆိုတဲ့သတင်းအဆက်ဆိုတဲ့နေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရွှေရီကုန်းဇီရီတော်ရင်းမြင်ပေါ်မှာအပေါ်ဆုံးခဲ့တဲ့အမျိုးသားကိုဖော်ထုတ်အရေးယူထားတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်ရန်ကုန်ဒေသကြီးတကုံမြို့နယ်မှာရှိတဲ့ရွှေရီကုန်းဇီရီတော်ရင်းမြင်ပေါ်မှာအပေါ်ဆုံးခဲ့တဲ့အမျိုးသားကိုဖမ်းမိခဲ့ကြောင်းရတဖွဲ့ရထုတ်ပြန်မှုရသိရပါတယ် အဲ့လိုစစ်ဆေးခဲ့ရရန်ကုန်တိုင်းဒေသကြီးမြန်ကုန်းမြို့နယ်အမတ်ခွန်းရက်ကွက်မှာနေထိုင်တဲ့တင်မျိုးဝင်းခေါ်ဝက်နေ29နှစ်ဟာစတမလာ27ရက်နေ့ကရွှေတကုန်းစီရီတော်မြက်ကြီးကိုတွားရောက်ဖူးမြော်ပြီးဖျက်ပေါက်ကနေပြန်ဆင်းစဉ်အင်္ဂါထောင်မြေဆိုင်စီရီအမှတ်48နဲ့ အုတ်ဂူစီဒီအမှတ်138ကျားမှာအပေါ်သွားခဲ့ခြင်းဖြစ်ကြောင်းအော်တိုဘလာ၂ရက်နေ့ကစစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီးအေးအေးယူထားကြောင်းသိရပါတယ်။ဗုဒ္ဓဘာသာဝင်အထွတ်မြတ်ထားရာရွှေတဂုံစီဒီတော်ရင်းမြင်ပေါ်မှာအပေါ်ဆွန်ခဲ့တဲ့တင်မျိုးဝင်းခေါ်ဝက်နီကိုတဂုံမျိုးမရစကမှာရေးကြီးမပိုင်သောပြစ်မှုများမှတ်ပုံတင်အမှတ်စဉ်လင်းမြင့်ဆောင်2025ရသက်သက်ကြီးပုံမှာ295ကာဂျီနဲ့သတင်းရေးဖွင့်ပြီးဥပဒေနဲ့ညီထျောက်စွာအမှုဖွင့်အေးအေးယူဆောင်ရွက်နိုင်ရေးစောင့်လျက်ရှိတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ကောတောင်မြို့မှာအမျိုးသားတအူစိတ်ကမ်းမှာရေးစချိုရာကနေရင်းနှီးတည်ဆောက်မှုဖြစ်ပွားရတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။တရနာပြည်ဒေသကြီးကောတောင်မြို့မှာကုန်တင်ကားမောင်းသူတအူစိတ်ကမ်းမှာရေးစချိုရာကနေရင်းနှီးတည်ဆောက်နာကိုတွေ့ရှိခဲ့ရတယ်လို့သိရပါဗျ။အော်တိုဘားလ၄ရက်နေ့ကကောတောင်မြို့အေးအေးငြိမ်ရောက်ွက်တောင်းဝင်စိတ်ကမ်းဝင်းတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးကွန်ပျူစီတွေတင်ဖို့ရောက်ရှိနေတဲ့22ဘိန်ကရှင်မောင်ဦးစောမင်းနိုင်ဟာအော်တိုဘားလ၄ရက်နေ့မနက်6နာရီခန့်အချိန်မှာရေးချိုးမယ်လို့ဆိုပြီး တော်ဝင်တရားထိတ်စိတ်ခံပြီးအုတ်လီကာကနေဆင်းသွားပြီးနောက်အချိန်တော်တော်ကြာတဲ့အထိပြန်လည်မရောက်ရှိခဲ့ကြောင်းသိရပါတယ်။အဲဒါကြောင့်ရင်နောက်လိုက်ဖြစ်သူကလိုင်းလံရှာဖွေရာတရားထိတ်နဲ့ဆင်အနီတင်းငုတ်တုံဘုံမှာဥစွာမျက်နှာရဲ့မျက်နှာတုပ်ပေါ်ကနေအုတ်လီကာအနီမှာဖက်နှက်ကိုတွေ့ရှိရကြောင်းအော်ခေါ်ရာပြန်မထူးတဲ့အတွက်အနီပောင်းချင်မှရှိတဲ့စိတ်ကန်းတောင်းဝန်ရှိသူတွေကိုအကူအညီတောင်းခံပြီးနောက်ရင်ငုတ်သမားတွေနဲ့ရင်ငုတ်ရှာဖွေရာမနက်7:45မိနစ်ခန့်ချိန်မှာစိတ်ခံတရားပြီးလီကာအောက်မှာတည်ဆုံနေတာကိုတွေ့ရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကော်တော့မြို့မှာရဲစခန်းမှာဓမ္မနာတိုင်းတည်ဆုံခြင်းဟုံမဟုတ်သိရှိနိုင်မှုအမှုဖွင့်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗီယက်နမ်မှာတိုင်ဖုန်းကူလိုင်းကြောင့်တည်ဆုံသူ50ဦးကျော်အထိမြင့်တက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဗီယက်နမ်ကမှာတိုင်ဖုန်းပေါ်လာကြောင်းရေကြီးရွှေမှုတွေကြေကြေပြန့်ပြန့်ဖြစ်ပွားခဲ့ပြီးနောက်ရပ်ပေါင်းများစွာအကြာမှာလူပေါင်းတာဆင်ချီပျောက်ဆုံးနေခြင်းနဲ့အတူတိုင်ဖုန်းမုန်တိုင်းကြောင်း သေဆုံးသူ90ကျော်ထိရှိလာတယ်လို့အစိုးရကအော်တိုဘားလ3ရက်နေ့ကပြောကြားခဲ့ပါတယ်။တိုင်ဖုန်းဖော်လိုက်ဟာဗီရန်နိုင်ငံအလဲပိုင်းကိုစက်တင်ဘာလ28ရက်နေ့နှောင်းပိုင်းကဝင်ရောက်တိုက်ခတ်ခဲ့ပြီးမွန်တိုင်းရဲ့လေတိုက်နှုန်းဟာတနအီကိုမှ80နှုန်းဖြစ်ကကုန်းနင်းပိုင်းဝင်ရောက်တိုက်ခတ်ချိန်12နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။မွန်တိုင်းကြောင့်မူတည်ထန်စွာရောက်သွန်းခဲ့တဲ့အတွက်အခုသတင်းပတ်မှာဟန်နွိုင်းမြို့တော်မှာရည်ကြီးရှံမှုတွေနဲ့မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးနေနှစ်သိန်းကျော် အများပြည်သူအခြေခံအဆောက်အအုံနဲ့လေယာဉ်မြေအများပြားပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တိုင်ဖုန်းမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာအမေရိကန်ဒေါ်လာတန်း6အထိရှိနိုင်တယ်လို့သဘောပေါင်းခြင်းဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မုန်တိုင်းနဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့်လူ52ဦးထပ်မံနေတည်ဆုံးခဲ့ပြီးနောက်ထပ်14ဦးလည်းပျောက်ဆုံးနေသေးကြောင်းဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။နိုင်ငံမြောက်ပိုင်းတောင်ထူထက်တဲ့နေရာတွေမှာမြေပြိုမှုတွေကြောင့်လူပေါင်းများစွာတည်ဆုံးခဲ့ပြီးဆာဗာနဲ့မူကန်ချိုင်တို့လိုကမ္ဘာလေခီးတွားတွေလာရောက်လည်ပတ်လည်ရှိတဲ့နေရာတွေဟာလမ်းမစစ်တေးရေးအခက်အခဲရှိခဲ့ပါတယ်။ ူမွေးမီဒီယာမှာပြန့်နှံ့လာတဲ့တပ်ပုံတွေမှာလမ်းတွေအားလုံးစုံပျက်စီးနေပြီးတောင်ကြားလမ်းတွေမှာကြောက်တုံးတွေနဲ့မြေကြီးတွေနဲ့ပိတ်နေတာကိုတွေ့မြင်ရပါတယ်။ရေတွေပြန့်ကျနေပြီးဖြစ်ပေမဲ့လက်ရှိဖိလစ်ပိုင်မြောက်ပိုင်းကိုချဉ်ကပ်လာတဲ့တိုင်ဖုန်းမမိုဟာလာမယ့်သတင်းပတ်အစောပိုင်းမှာနိုင်ငံမြောက်ပိုင်းကိုတက်ရောက်ဖွယ်ရှိတယ်လို့မိုးလေဝသခန့်မှန်းသူတွေကသတိပေးထားပါတယ်။မမိုဟာခုနှစ်တွင်ဗီယက်နမ်နိုင်ငံကိုဝင်ရောက်တိုက်ခိုက်မဲ့ဆက်တခုမြောက်မုန်တိုင်းဖြစ်လာလိမ့်မှာဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံဟာနှစ်ဆယ်မုန်တိုင်း၁၀ခုအထိပုံမှန်ဝင်ရောက်တိုက်ခိုက်လေရှိပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ်လေဗာပူးအသင်းမှာအားနည်းချက်တွေရှိနေတယ်လို့အာနက်စလော့ဝင်ခန့်တဲ့ဆိုတဲ့အကြောင်းကိုတက်ဆက်ပေးပါမယ်။ပရီးမီးယားလိလက်ရှိချန်ပီယံလေဗာပူးအသင်းနီးပြအာနက်စလော့ကချက်စီးသင်းကိုတကူးနှကူးနဲ့အရေးနှင်းခဲ့ပြီးနောက်သူ့အသင်းမှာအားနည်းချက်တွေရှိနေတယ်လို့ဝင်ခန့်ပြောကြားခဲ့ပါတယ်။ဒါပြင်သူကကကြမပေါ်မှာပဲအကူနေလို့မရကြောင်းနဲ့တုံ့တက်ခဲ့ပါတယ်။လော်ဘူးသင်းဟာပရီးမီးယားလိနှစ်ပွဲဆက်အပါအဝင်ပြိုင်ပွဲစုံသုံးပွဲဆက်တိုက်ရှုံးဝဲတွေ့ခဲ့တာလည်းဖြစ်ပါတယ်။အာနက်စလော့အနေနဲ့နီးပြပေါ်မှာပထမဆုံးအကြိမ်သုံးပွဲဆက်တိုက်အရင်းနှင်းခဲ့တာပါ။ဒါအပြင် အမတ်ဗီဇာထိတ်ဆုံးနေရာကိုလည်းပြိုင်ဘက်အဆင့်နဲ့အတင်းထံလွှတ်ပြောင်းပေးခဲ့ရပါတယ်။လိုဘူးအသေးအနေနဲ့အစောပိုင်းကပရီးမီးယားလိပွဲတွေမှာနောက်ချဂိုရီနဲ့အနိုင်ယူခဲ့ကြပေမဲ့အခုတော့နောက်ဆုံးနှစ်ပွဲစတိုက်နာဂျင်ချင်းမူမှာအနိုင်ဂိုရီပေးခဲ့ရပါတယ်။အလေးမကျတဲ့ညနေခင်းသတင်းစီစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ချီရှူနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ